မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ညတွားရဲ့ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရည်သွေးကနှိမ့်ချနေတယ်နေ့လယ်နေ့ကင်းနေမှာတိမ်တင်းတင်းဖြစ်ပြီးတော့မှညနေပိုင်းနေမှာဝိုးတစ်ချုံရွာနိုင်ပါတယ်မြင့်ဆုံးပူချိန်ကတော့36ဒီဂရီဖြစ်ပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြ မေလ၂ရက်တောက်ကြနေ2025မိဘစကားကို နားထောင်ခြင်းသည်တရားတော်မှုဖြစ်၏ဒီကချက်အဖေဩဝါဒစာမခွန်အာယူဇံများအပိုင်း38ဖက်ရင်ကျမ်းကျအဖေဩဝါဒစာခန်းကြီး6ခန်းငယ်1မှ4တာသမီးတို့တခင်ဖျားဤအလိုတော်နှင့်ညီမိဘစကားကို နားထောင်ကြလောမိဘစကားကိုနားထောင်ခြင်းမှုသည်တရားတော်မှုဖြစ်၏ မိဘကိုယိုသေးစွာပြုလောဤပညတ်တော်ကသင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှိမည်အကြောင်းဟု၍ဂတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့်တခင်ဖျား၏အလိုတော်နှင့်ညီသောဆုံးမသွန်သင်ခြင်းကိုပြုလျက်ကျွေးမွေးကြလောထွမြောက်ရာကျမ်းခန်းကြီး20ခန်းငယ်32သင်ဤဖျားသခင်သာဝရဖျားပေးသနာတော်မူသောပြည်၌ တင်ဤအသက်တာရှိမိကြောင်းတင်ဤမိဘကိုယုတ်သေးစွာပြုလော။မောင်မိုက်ထဲကနေရွေးနုတ်ကဲ့တင်ခြင်းခံရတဲ့ယုံကြည်သူများအနေနဲ့လင်းရဲ့သားဖြစ်သက်ရှင်ဖို့ပညာသတိရှိနဲ့ကျင့်ကြံဖို့လက်တွေ့ဘဝမှာလည်းသခင်ဖျားရဲ့ကောင်းမြတ်ခြင်းနှိမ့်ချခြင်းကိုပြသပြီးတော့မှကိုမိသားစုတက်တာထဲမှာဖျားသခင်ရဲ့မေတ္တာကိုပြသဖို့ကျင့်ကြံပြုမှုကြဖို့ရှင်ဘောလူဆက်လက်ညွန်ကြားတယ်ခင်မွန်းတဲ့နဲ့ဇတိတဲ့တို့အပြန်လန်ချစ်ခင်လေးမြတ်ခြင်း ွေးမွေးပြုစုခြင်းကို ခရစ်တော်နဲ့အသင်းတော်ပုံဥမာဆောင်ပြီးတဲ့အခါမှာဆက်လက်ပြီးတော့မှပထမပညာနဲ့ဆိုင်တဲ့မိဘကိုယူသေးစွာပြုလို့ဆိုရဲမိဘနဲ့သားသမီးကြားထဲမှာရှိရမယ့်အရာတွေကိုဆက်လက်သွန်သင်ပါတယ်။ဒီအရာကတော့အလွန်ရှင်းလင်းတဲ့ပညာပဲဖြစ်တဲ့သားသမီးတို့တခင်ဖျားရဲ့အလိုတော်နဲ့ညီမိဘစကားကို နားထောင်ပါမိဘစကားကို နားထောင်ခြင်းဟာတရားရဲမှုချင်းကြံပြုမှုသင်တဲ့မှု ဘုရားသခင်အလိုတော်ရှိတဲ့အမှုဖြစ်တယ်။ဒါကပါကိုဖော်ပြလဲဆိုတော့သာသမီတွေဒီနာခံခြင်းရှိဖို့ရန်အတွက်ကသာသမီတွေဘက်ကပဲလုပ်ရမှာမဟုတ်ဘဲနဲ့မိဘတွေကိုယ်တိုင်က သာသမီတွေနာခံခြင်းရှိဖို့ရန်အတွက်ငကိုယ်တွေကသွန်သင်ပြသဖို့ရန်အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးဖော်ပြပါတယ်။လူသားတွေရဲ့အဖြစ်ဗီဇသဘောတရားအရနာခံခြင်းတဲ့စန့်ကျင်ခြင်းကို ပြုလုပ်တတ်တဲ့အတွက်နာခံခြင်းဆိုရာဒီ တွင်တင်ပြသရမယ့်အရာတစ်ခုဖြစ်ပါတယ်။မိဘတွေသည် သားသမီးတွေကိုနာခံခြင်းရှိလာဖို့ရန်တွဲမဖြစ်မနေတွင်တင်ရမှာဖြစ်သလို သားသမီးတွေသည်လည်းမိဘစကားကိုနားထောင်ခြင်းဟာ အကျိုးကျေးဇူးရှိသလိုကောင်းကင်ဘုံရှင်ဖားရဲ့စကားကိုနားထောင်ခြင်းအပြင်သာ၍အကျိုးရှိမယ်ဆိုတာကို ကောင်းကင်ရဲ့အနှစ်သာရတစ်ခုလိုတွင်တင်ပြသပေးဖို့ရန်ဖြစ်ပါတယ်။ ဘာဖြစ်လို့မိဘစကားကိုနားခဲရမလဲဆိုတော့အချက်နှစ်ချက်ရှိတယ်။ပထမတစ်ချက်ကတော့ဖျားသခင်ရဲ့အလိုတော်နဲ့ညီလို့ဖြစ်တယ်။မိဘစကားကိုနားထောင်တတ်တဲ့သူဟာဖျားစကားကိုနားထောင်ဖို့ရန်အတွက်လဲဝင်မလေးဘူး။မိဘစကားကိုနားထောင်ခြင်းအပြင်ခရစ်ယာန်တို့ရဲ့နားခံခြင်းကိုလည်းပင်ယူခံယူမိပြီးသားဖြစ်သွားတဲ့အတွက်ဖျားသခင်ရဲ့အလိုတော်နဲ့ညီတယ်။ဒုတိယတစ်ချက်ဘာဖြစ်လို့မိဘစကားကိုနားခံရလဲဆိုတော့မိဘစကားကိုနားထောင်ခြင်းဟာမှန်ကန်လို့ဖြောင့်မတ်လို့ လုတ်တင်လုတ်ထိုက်တဲ့အရာတခုဖြစ်တဲ့အတွက်နားထောင်ရမှာဖြစ်ပါတယ်။နောက်ပြီးတော့မိဘစကားကိုနားထောင်ခြင်းဟာသားသမီးတွေပဲရတဲ့အခွင့်အရေးတခုဖြစ်တယ်။တချို့ဆုံးမတွင်တယ်မဲ့မိဘမရှိတဲ့သားသမီးတွေဒီဒီအခွင့်အရေးကိုမရကြဘူး။မိဘစကားကိုနားမထောင်ဘူးတဲ့သူနဲ့မိဘစကားကိုနားထောင်ပြီးတော့မှကြီးပြင်လာတဲ့လူရဲ့တက်တာဒီလေအလွန်ပဲခြားနာရဲဆိုတာကိုကျွန်တော်တို့လက်တွေ့ဘဝတွေမှာတွေ့မြင်ရပါတယ်။အဲဒါကြောင့်မိဘစကားကို ကြားနာနေတဲ့ချိန်မိဘပြောနိုင်တဲ့ချိန်မှာကောင်းဆုံးသခင်ပြားလိုရင်းညီညီလဲဖြစ်တဲ့တရားရဲမှုလဲဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရတင်ရထိုက်တဲ့ခွင့်ရင်လဲဖြစ်တဲ့အတွက်မိဘစကားကို ရှိတဲ့ချိန်မှာကောင်းဆုံးနာခံဖို့ရန်ဖြစ်တယ်အရုချက်ကတော့အသက်ကြီးလာတဲ့သူများအနေနဲ့တော့ကိုမိဘကိုယိုတည်စွာ ပြုဖို့ရန် ခွင့်ရတကူရရှိပါတယ်။အရကဂတိတော်နဲ့ဆိုင်တဲ့ပထမပညာလည်းဖြစ်တဲ့ ပြီးတော့မှအသက်တာရှိပြီးတော့မှကောင်းစားတဲ့အခွင့်အရေးကတိကိုရရှိမဲ့ပညာတစ်ခုလည်းဖြစ်ပါတယ်။မိဘကိုရည်သေးစွာပြုတဲ့သူဟာကောင်းစားတဲ့အသက်ရှိတဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်တယ်။အဲ့တော့ဒီအရာဒီလည်းအခွင့်အရေးတစ်ခုပဲဖြစ်တယ်။ကိုကပဲလုပ်ရတယ်၊လူများလာပေးလို့မရတဲ့ကိုပိုင်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ကိုပိုင် ကောင်းကြီးမင်္ဂလာနဲ့ပတ်သက်တဲ့လုပ်ရတစ်ခု ဖြစ်တဲ့အတွက်ကိုမိဘကို ရှိတဲ့ချိန်မှာကောင်းဆုံး ိုသေးစွာပြုကြဖို့ရင်ဖြစ်ပါတယ်။တဆက်ထဲမှာပဲမိဘတွေကလည်းကိုသားသမီးတွေစိတ်ညစ်အောင်စိတ်ပြက်အောင်မလုပ်ကြဘဲနဲ့သခင်ဖျားရဲ့လိုရနဲ့ညီတဲ့ဆုံးမသွန်သင်ခြင်းကိုပြုစုပြီးတော့မှကျွေးမွေးကြဖို့ရင်ရှင်ဘောလူမှာကြားပါတယ်။အရောမိဘနဲ့သားသမီးဆက်သွယ်ဆက်ဆံရေးသည်ဘုရားသခင်ပေါ်မှာမူတည်တဲ့ယုံကြည်သူ ခရိယန်တက်တာဟာနာခံခြင်းပေါ်မှာတည်ဆောက်ရသလိုခရိယန်သားသမီးတွေသည်လည်း မိဘတွေရဲ့စကားကိုနားထောင်ရတယ်။မိဘတွေဒီလည်းသားသမီးတွေကိုဖျားသခင်အလိုနဲ့ညီသွန်သင်ဆုံးမပြုစုကျွေးမွေးဖို့ရန်တာဝန်ရှိပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်ဖတ်ထားရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းအတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်။ဒီမနေ့ခင်းမှာနှုတ်ထရှင်သလားတွေအားလုံးကောင်းကြီးပေးပါ။ဒီနေ့နဲ့ပတ်သက်တဲ့ကောင်းကြီးမင်္ဂလာတွေအားလုံးကိုပြည့်ဝစေပါ။မိဘရှိပါကလည်းမိဘကိုကောင်းဆုံးလောက်ကျွေးပြုစုယူသည် ခြင်းကိုပြုနိုင်တဲ့သူတွေအသီးသီးဖြစ်စေပါမည်အကြောင်းကောင်းကြီးပေးပါမိဘစကားကိုနားထောင်လျက်ကိုရောရဲ့အသက်တာအတိုင်းလူတော်အတိုင်းကြီးထွားရှင်သန်နိုင်သောသူတွေအသီးသီးဖြစ်စေပါမည်အကြောင်းကောင်းကြီးပေးပါမိဘကိုယူသိခြင်းအပြင်ရရှိတဲ့ကောင်းကြီးမင်္ဂလာတွေဖြင့်ပြည့်စုံတဲ့သားသမီးတွေအသီးသီးဖြစ်စေပါမည်အကြောင်းကောင်းကြီးပေးပါမိဘမရှိတော့တဲ့သားသမီးတွေကိုလည်းကိုရရှင်ကောင်းကြီးပေးပါတို့တွေဖျားသခင်ရဲ့အလိုနဲ့ကြီးလှုပ်လှုပ်ပြတာကိုလည်းဆက်လက်လှုပ်ကန်ဆောင်နိုင်ပါမည်အကြောင်း မာဇာရမူပါ သာသမီတွေမရှိတော့တဲ့မိခင်တွေဖခင်တွေကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါဆွပြစ်ခံရတဲ့သူတွေတက်ကြီးရဲ့အိုတွေတီးတီးပူပွဲရိတ်တာမှရှိတဲ့သူတီးတီးကိုလည်းကိုရရှင်ကောင်းကြီးချပေးမာဇာတနာတော်မူပါမိတော်ရရှင်ဖပြမိပါတွေလည်းသာသမီတွေကိုဘာတွန်တရမလဲဆိုတာကိုလောကဘတ်တော်တိုင်းလေးလာသိရှိဘုမခံယူတဲ့တွန်တဲ့နိုင်မှာမြည်ချောင်းကောင်းကြီးပေးတနာမှုပါမပြည့်စုံကောင်းကြီးပေးပါမကြခင်မှာ လူမျိုးငြိမ်းချမ်းတာယာသောနိုင်ငံကြီးတစ်ခုဖြစ်ကိုယ်တော်ရှင်ပြင်ဆင်ကောင်းကြီးပေးသနာရမှာမြည်ကြောင်းအခင်ရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရပါဗျာအာမင်